။ဒီကနေ့ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရစေ။ဒီကနေ့ပါရီထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီအစီအစဉ်မှာဒီကနေ့မှာလည်းကျွန်တော်ဒီသတင်းတင်ဆက်တာမျိုးမဟုတ်ဘဲနဲ့အဓိကဒီရပိုင်းမှာအထူးသဖြင့်ပေါ့နော်ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ဒီမြောက်ဝရီတဝိုက်မှာဖြစ်ပေါ်နေတဲ့ဒီကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီတုံ့သက်ချက်တစ်ခုကိုကျွန်တော်ဒီဒီဒီ pocket အစီအစဉ်အနေနဲ့တင်ဆက်ပေးသွားခြင်းပါတယ်အဲ့တော့အားလုံးလည်းသိတဲ့အတိုင်းပါပဲဒီရပိုင်းမှာ ဒီထိုင်းမြန်မာနယ်စပ်မှာဒီကြားဖြန့်လုပ်ငန်းတွေကြောင့်တော်တော်လေးကြေရိုက်နေပါတယ်အဲ့တော့ဒီနေ့ဆိုလို့ရှိရင်ပဲဒါကျွန်တော်တို့ KNU ကနေပြီးတော့ဒီမင်းလက်ပံမှာရှိတဲ့ဒီကြားဖြတ်လုပ်ငန်းတွေကိုဝင်စီးနှင်းတဲ့ဒါကျွန်တော်တို့ဗီဒီယိုတွေနောက်ဒီသတင်းယူကြတဲ့အဖွဲ့တွေကိုတိုင်ပေါ့နော်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာဒီဒီနေ့မှာဆိုတွေ့တဲ့ဗီဒီယိုတွေမှာဆိုလို့ရှိရင်နောက်ဒီကြားဖြတ်ဒီအဆောက်အဦတွေထဲမှာဒီကြားဖြတ်လုပ်သားတွေကိုနော်လုပ်သားတွေကိုဒါညှိပန်းနှိပ်စက်ဖို့အတွက်လှုပ်ထားတဲ့ဒီအခန်းတွေ နောက်ပြီးရင်မိကန်တက်တာတွေနောက်ဒီငွေဆက်ကူတွေဆိုလို့ရှိရင်ဒါသူတို့တီးတန့်ထုတ်ထားတယ်ပေါ့နော်ဟိုငွေဒီကြားပြန့် area အတွင်းမှာပဲအဲတုံးဆွဲလို့ရတယ်ဆိုတော့ဒီငွေဆက်ကူတွေကစပါပေါ့နော်ဒီငွေတွေ ਨੇ အဲသူတို့ကကားဝယ်လို့ရတယ်ရွှေဝယ်လို့ရတယ်သူတို့လုခရှင်းတဲ့ခါလဲဒီငွေတွေ ਨੇ ပဲသူတို့ရဲ့ area ထဲမှာဒီတုံးဆွဲတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒီ area နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီနောက်ဆက်တွဲအခြေအနေတွေဒါတွေကိုကျွန်တော်သုံးသပ်ပေးသွားခြင်းပါတယ်အဲ့တော့ဒီ November 21ရက်နေ့တည်းကဒီမင်းလက်ပံမြောင်းဝတီမြို့နယ်ပေါ့ဒီမင်းလက်ပံကြီးရွာမှာဒီ KNU နဲ့စစ်တပ်ကြားမှာတိုက်ပွဲတွေဖြစ်တယ်။ဒါလည်းကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်တွေမှာလည်းကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့စစ်တပ်ဘက်ကတော့ဒီဗျူဟာမူးနိုင်လွင်ဥဆောင်တဲ့ဒီတက်နဲ့ဒါ DGB ကဒီဆိုင်းကြော်လှလို့ပေါ့နော်။ဥဆောင်တဲ့တက်တွေကဒါမင်းလက်ပံဘက်ကဒီ KNU စကန်တွေကို ထိုးစစ်ဆင်တာပေါ့။အဲ့ဒီနောက်ပိုင်းမှာတော့တခါအဲဒီ KNU ကနေပြန်ပြီးတော့အဲဒီ ဒီကီတက်စကန်တွေကိုပြန်လဲသိမ့်ပိုက်နိုင်ခဲ့တဲ့အခါမှာတော့ဒီ main lab ပန်ကိုမှရှိတယ်ပေါ့နော်ဒီ KNU ကတန်တရားရှိတဲ့ဒီခြံဝင်းတစ်ခုတည်းကဒီအဆောက်အဦကိုဝင်ရောက်စစ်ဆေးနေဒါကြဖြန့်စင်တာအနေနဲ့ဒါတွေ့ရှိခဲ့တယ်ဆိုပြီးတော့ဒါအခုဆိုရင်ဒါဒီစင်တာနဲ့ပတ်သက်တဲ့နောက်ဒီကြဖြန့်လုံသားတစ်ထောင်ကျော်ရဆိုလို့ရှိရင်လည်းအခု main lab ပန်နောက်ကန်တဖူးမှာထိုင်နေတဲ့ဗီဒီယိုတွေလည်းဒါကျွန်တော်တို့တွေ့ပြီးဖြစ်ပါတယ် KNU အနေနဲ့ကတော့လက်ရှိဒီတင်းစီရမိထားတယ်ပေါ့နော်ဒီကြဖြန့် လုပ်ငန်းမှာအသုံးပြုတဲ့ဒီကွန်ပျူတာတွေနောက်အခြားသောဒီဆက်ဆက်ပေါ့နော်ဖုန်းတွေနောက်အခြားဆက်ဆက်ပစ္စည်းတွေအားလုံးကိုတော့ဒါ KNU နေနဲ့လက်ရှိဒါစစ်ဆေးပြီးတော့ဒီတက်ဆိုင်ရာပေါ့နော်ဒီကြားဖြန့်ဒီနှိမ့်နေရေးနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့เนาะဒီဖုန်းတွေကွန်ပျူတာတွေเนาะဒါတွေကို အရင်ဒီ KK ပတ်တုံကတော့တည်တဲ့အတိုင်းပဲဒါစစ်တပ်ကအာချက်ချင်းဆိုသလိုပဲเนาะချက်ချင်းအားချင်းတခါတည်းဒီလမ်းကျိတ်ဆက်တွေနဲ့ကျိတ်ပြတဲ့ဟာမျိုးတွေပေါ့နော်အလုပ်ပြတယ်တကယ်တော့ ိုအဲ့လိုလှုပ်လိုက်တဲ့ဟာကတစ်ဖက်မှာကျတော့အဲဒါဟိုနော်ဟိုအကြမ်းဖက်စစ်တပ်ဖက်ကဒါသူတို့ကလုံးဝဒီຢာတွေကိုဖျက်ဆီးတယ်ဆိုပေမဲ့အဲဒါတွေဒီဒီကွန်ပျူတာတွေနော်ဒီဖုန်းနေပေါ့နော်ဒီတဲတွေရနေပြီးတော့ခြေရခံပြီးတော့လိုက်မယ်ဆိုလို့ရှိရင်ဒီကနေဆက်ဆက်နိုင်နေပေါ့နော်နောက်တကယ်ဒီကြားဖြတ်မှာဒီငွေစည်းစင်းတဲ့လမ်းကြောင်းတွေပေါ့နော်ဒါတွေကသူတို့ရဲ့ဒီစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအထီလေဒါသွားနိုင်တယ်အဲ့လိုပဲသူတို့ ਨੇ ပတ်သက်ဆက်နွယ်တဲ့မိသားစုဒါတွေလည်းရောက်နိုင်တယ် ဆိုတော့ဟိုဓာရီကိုမြန်မြန်ဒီလက်စဖြတ်ချင်တဲ့သဘောမျိုးဆိုတာဒါလူဘိန်းတော်နားလေတယ်ပေါ့နော်ဒါကြောင့် KK pack မှာဒါအကြက်ဖက်စစ်တကအဲ့လိုမြန်မြန်ရှင်းပြတာအခု KNU ကတော့အဲ့လိုမဟုတ်ပါဘူး KNU ကတော့ဒါသူတို့ဖန်ဆီးရမိထားတဲ့တင်စီထားတဲ့ဒီကုနာကြားဖြန်းတဲ့ပတ်သက်တဲ့တည်ထောင်ပစ္စည်းတွေကိုတခြားစနစ်တကျပေါ့နော်သူတို့စစ်ဆေးမှုတွေလုပ်ပြီးတာ ਨੇ အဲပြီးရင်ဒါနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီကနေရတဲ့နော် source တွေ နောက်ဒီကွန်ပျူတာတွေဖုန်းတွေကနေဒီစီးစင်းတဲ့လမ်းကြောင်းတွေပေါ့နော်ဒါတွေကိုဒါ KNU နေနဲ့ဆက်လက်ပြီးတော့ဒါဖော်ထုတ်နေတယ်ဆိုတော့အခြေအနေမျိုးတော့ကျွန်တော်တို့ဒါသုံးသပ်တွေ့ရှိရပါတယ်ဒီကနေ့ဆိုရင်ပဲဒါတစ်ချိန်တည်းမှာဒီအကြပ်ဖက်စစ်တပ်ရဲ့ဒါပြန်ကြားရေးကတော့ဇော်မင်းထွန်းကအဲဒီနေ့ဆိုဒါထွက်ပြီးတော့ဒီကြပ်ဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမင်းလက်ပံကြီးရွာကိစ္စကိုဒါ KNU ဘောပုံချတဲ့ပုံစံမျိုးတွေပြောတာပေါ့နော် KNU ကဒါတိတယ်ပေါ့နော်ဟိုတိတိနဲ့ ဒါအခုမှဝင်ပြီးတော့ဟိုဘာခေါ်မလဲပွဲလန်တော့ဖြားခင်းနေတို့အစရှိတဲ့ပုံစံမျိုးတွေပေါ့နော်တကယ်တော့ဗျာဒီကြားဖြန့်ကိစ္စမာဒီ KK Park နောက်ဒီရွှေကုတ်ကိုအခုမင်းလက်ပံပဲဖြစ်ဖြစ်နောက်ဗမာပဲဖြစ်ဖြစ်ပါနော်အားလုံးပါဒါတာဝန်ရှိတာဒါစစ်တပ်ပဲဘာကြောင့်လဲဆိုတော့ဒီစစ်တပ်ကနော်ဟို KNU ကတီလို့ DKB ကတီလို့နော်အခုက BGF ကတီလို့တီတီနဲ့လက်ခံတယ်တို့လက်မခံဘူးတို့သူတို့ပဲအပြေပြောတာလीအ အတိုင်းပြည်ကိုတလက်မမအကျူးကျော်မခံဘူးလို့เนาะပြည်ပရဲ့ဒါလွှမ်းမှုအုပ်ချုပ်မှုဘာဖြစ်တယ်ညာဖြစ်တယ်ဒီလိုပြောနေတာလေအကြပ်ဖက်စစ်တပ်ပဲအခုကိုယ်နိုင်ငံထဲမှာဝင်ပြီးတော့เนาะပြီးခဲ့တဲ့ရက်ကဆိုရင်เนาะကျွန်တော်ဒီအာဒီမြို့တစ်ခုမှာဘာသွားတွေ့ရလဲဆိုတော့အဲ့ဒီမှာတရုတ်နိုင်ငံသားဒါလူငယ်မျိုးသမီးတယောက်ပေါ့เนาะအဲ့ဒီပစ္စည်းပို့တဲ့နေရာတစ်ခုမှာသွားတွေ့တယ်သွားတွေ့တဲ့ခါကျတော့ အဲ့ဒီမှာသူကင်ထားတာမြန်မာ passport မြန်မာလူစုစကားမကောင်းကောင်းမပြောတာဘူးသူဘေးမှာစကက်ပြန်ပါတယ်နော်အဲ့ဒီသူ့လက်ထဲမှာကင်ထားတာကမြန်မာ passport နောက်ပြီးသူ့ရဲ့ chinese passport passport တွေဆိုတော့နှုတ်လောက်ကင်ထားတယ်နော်အဲ့တော့ဟိုပြောချင်တာအဲ့ဒါတွေဘယ်ကထွက်လာလဲအဲ့ဒါ bgf က passport ပေးတာလားအဲ့ဒါမို့ရင် kn က passport ပေးတာလားနော်အဲ့ဒါလေးတွေစဉ်းစားကြရရှိတယ်ပေါ့နော် အဲ့တော့ပြောချင်တာကအားလုံးကဘု து သွားလွှဲချချဒါအကြက်ဖက်စစ်တပ်ကိုရှုကိုပတ်မှာပဲအဲ့နောက်တစ်ချက်ကအခုဒီဇော်မင်းထွန်းပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်ဒါတို့ဒီအကြက်ဖက်စစ်တပ်အနေနဲ့ကတော့လုံးဝဒီလိုနော်လုပ်ငန်းတွေကိုမဆက်ဆက်ပါဘူးမလုပ်ပါဘူးအစရှိတဲ့ဖြစ်ပြောနေပြီဆိုတဲ့ကတို့ရဲ့စိုးရင်ချက်တွေကိုဒါကျွန်တော်တို့မြင်နေရပါတယ်အဲ့တော့တစ်ဖက်မှာလည်းခုနဒီငွေစည်းစင်းတဲ့လမ်းကြောင်းပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်တို့လတွေမှာလည်းကျွန်တော်တို့သုံးသက်ချက်တွေဒါဆောင်းပါးတွေရေးထားရလဲရှိပါတယ် ကြားဖြန်းကနေပြီးတော့ဒီရွှေကုတ်ကိုနောက်ပြီးကီကီပတ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဒီဒီလာစင်ပေါ့နော်ဒီဒေါ်လာ9တန်းဒီပါလောက်အထီကိုဒါစစ်တက်ရဲ့ဒီခုနစစ်လက်နဲ့ဝယ်ယူရေးဒီနောက်ဒီခုနပြောတဲ့ဒီဒီနိုင်ငံပိုင်ပေါ့နော်ဒီလိုဘန်နေစီးစင်းမှုတွေပေါ့ငွေစီးစင်းမှုဒေါ်လာစီးစင်းမှုတွေရှိနေတယ်ဆိုတော့သုံးသက်ချက်တရားဒါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တွေလောက်တည်းကဒါဒီသတင်းတွေအားလုံးတွေ့ပါလိမ့်မယ်အခုလဲပဲဒီအကြမ်းဖက်စစ်တက်ကဒီကြားပြန့်ကိစ္စကိုသူက လုံးဝနှိမ်နှင်းနေပါတယ်လို့ပြောနေပေမဲ့အခုဒါတိရတဲ့လောက်ဆိုလို့ရှိရင်အခုဒီရွှေကုတ်ကို တို့ဒီကေကေပတ်တို့က နော်ဒီလောက်လူကြီးတောင်းနဲ့ချီတာနော်ဟိုထောင်ကနန်းမဟုတ်တကယ်တော့တောင်းနဲ့ချီတယ်ပထမတစ်ခေါက်တုန်းကလည်းဟန်ပြလုတ်ခဲ့တယ်အဲအခုတစ်ခေါက်မှာတော့ဒါအော့အော်တောင်းနေတဲ့လုံးဝဒီကဘာတိဖြစ်သွားတဲ့အခါကျတော့နော်ဖုံးလို့ဖီးလို့မရလို့နော်ဒီအခြေအနေထိဒါတို့လုတ်တယ်ဆိုတာတော့မှအဲ့ဒီလူတွေကို နော်ဖမ်းဆီးပြီးတော့ကဲဘယ်တွေကိုပို့တာလဲနော်အဲ့ဒီပို့တဲ့လွှဲတဲ့ပြောင်းတယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့ဒါလက်ရှိမှာတွေ့ရတာမဟုတ်သေးဘူးအဲ့တော့နောက်ထပ်ဒီလူတွေကအခုဆိုရင်ဒါတေးကြတဲ့ရန်ကုန်မန္တလေးတဲကိုတော်တော်စိတ်ဝင်သွားပြီ အခုလက်ရှိဒီတထုံတို့ဖန်အန်တို့အစားရှိတဲ့ဒီမြို့တွေမှာမော်လမြိုင်တို့ပေါ့နော်အဲ့လိုမြို့တွေမှာဆိုလို့ရှိရင်အခုဟိုလုံးဝအခန်းတွေပြည့်တဲ့လောက်နော်ဟိုတဲခိုကန်းတွေနောက်အိမ်ကန်းတွေအစားရှိတာတွေအကုန်လုံးကလည်းပြည့်တဲ့လောက်ဖြစ်နေပြီဆိုတော့ဒါသတင်းတွေလည်းဒါတွေ့လာပြီနောက်ဒီသူ့မြောင်းဝတီနေဆက်ပေါ့နော်ဒီတစ်ဖက်ကန်းထိုင်းဘက်ကဒီနေဆက်မှာရှိတဲ့ဒီမဲဆောက်မြို့မှာဆိုလို့ရှိရင်လည်းဒါမဲဆောက်ကတော့သူကထိုင်းရဲ့ ဒီလုံခြုံရေးရเนาะကန့်တတ်ထားရဆိုပေမဲ့ယူပေါက်အနေနဲ့တော့ဖြစ်နိုင်တယ်ထွက်နိုင်တယ်ဒါပေမဲ့မဲဆောက်ဖက်မှာရှိတယ်ဒါတချို့မိတ်ဆွေတချို့ကိုကျွန်တော်ဆက်သွယ်ပြီးတော့မေးကြည့်တယ်ပေါ့เนาะအရင်ပြီးခဲ့တဲ့ဒီရွှေကုတ်ကိုဖြစ်စဉ်တုန်းကဆိုရင်တဲ့ ဒီအဲ့ဒီဖြစ်စဉ်တုန်းကတိတ်ပြီးတော့ဒီသူတို့ဒီဈေးရောင်းဈေးဝယ်လောက်တဲ့လူတွေပေါ့ဈေးရောင်းဈေးဝယ်လောက်တဲ့လူတွေကဘာပြောလဲဆိုတော့အဲ့ဒီတုန်းကအဲ့အရန်တိတ်ပြီးတော့သူတို့ဒီအယောင်းဝယ်တွေဆိုပုံမှန်လာလာဝယ်နေတာရှိတယ်ပေါ့နော်သူတို့ဆိုင်မှာအဲ့ရွှေကုတ်ကိုတို့ကီကီပတ်တို့ကလူတွေကမြန်မာဘက်ကပစ္စည်းတွေကိုသူတို့မသုံးဘူးရိုးရဲပစ္စည်းတွေပဲသုံးတယ်လို့သိရတယ် ဲ့တော့အဲ့ဒီအရာတွေကိုသူကအမြဲတမ်းဒီထိုင်းဘက်ကိုကူးပြီးတော့မဲဆောက်ဖက်ချမ်းမှာသူတို့ဈေးဝယ်လေးရှိတယ်လို့သိရတယ်ပေါ့နော်အဲ့တော့အဲ့ဒါရွှေကိုကိုဖြစ်စဉ်ပြီးနောက်ပိုင်းမှာပုံမှန်ပဲဝင်နေကြတော့ပေါ့နော်ဒါပေမဲ့အခုဒီ KK ပဖြစ်စဉ်ပြီးတဲ့နောက်မှာတော့အဲတော်တော်များများလာပြီးတော့လုံးဝမဝယ်တော့ဘူးလာတာမျိုးလည်းတိတ်မတွေ့တော့ဘူးပေါ့နော်မတွေ့တော့ဘူးဆိုတာမျိုးအဲသူတို့ဒီဈေးရောင်းကြတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေရဲ့ပြောစကားတွေကသိရတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာဘာလို့ပြောချင်တာလဲဆိုတော့ အဲ့ဒီလူတွေအကုန်လုံးကထိုင်းကိုရောက်သွားတာမဟုတ်ဘူးထိုင်းကိုတချို့တော့ရောက်နိုင်တယ်နော်ဒီဒီဒီကူးပြီးတော့ရောက်နိုင်တယ်လုံယုံကြီးထိုင်းဒီလုံယုံကြီးရဲ့ဒီကျိုးပေါင်းမှုနဲ့ရောက်သွားရောက်ကောင်းရောက်သွားနိုင်တယ်ဒါပေမဲ့တေးချတဲ့အများစုဟာကျန်တဲ့လူတွေအားလုံးဟာပြည်တွင်းထဲမှာပဲဟိုတဏိမုတ်တဏိနဲ့သူတို့လှည့်ပတ်ပြီးတော့နေရာရွှေ့တာမျိုးအခုကဘလို့တောင်ဟိုစိုးရင်ရတယ်လဲဆိုတော့ဒါကျွန်တော်စဉ်းစားပြီတလို့ဆိုလို့ရှိရင်လက်ရှိဒီရွှေကုတ်ကိုကီကီပတ် နဲ့ဒီမြောင်းဝတီနယ်စပ်တစ်လျှောက်မှာတော့ကြားဖြန့်ကကြားဖြန့်လုပ်ငန်းတွေကရှင်းသွားရင်တောင်မှဘယ်ဟိုရောက်သွားနိုင်လဲဆိုတော့နောက်နောက်ထပ်ကျွန်တော်တို့ကပြည်တွင်းထဲကိုဟိုပြောရရင်တကယ်ဟိုအတွင်းစီးတဲ့အထိဝင်လာနိုင်တဲ့အခြေအနေရှိတယ်။အဲ့တော့ရန်ကုန်မန္တလေးနဲ့နောက်အခြားသောတကယ်မြို့ကြီးတွေမှာအခုဆိုဘလောက်ထိဒီကြားဖြန့်နဲ့ပတ်သက်တဲ့ဒီလုပ်သားတွေနောက်ကြားဖြန့်ကိုနော်ဟိုလုပ်နေတဲ့လုပ်ဥဆောင်လုပ်နေတဲ့သူတွေဘလောက်ထိပြည်တွင်းထဲကိုစိတ်ဝင်သွားပြီလဲဆိုတာအင်ပြန်ဆိုရင်ညာရှိတယ်။အဲ့တော့ဓာတ်ရီအားလုံးဒီတာဝန်ရှိတဲ့စစ်တပ်ပဲ အဲ့ဒီလူတွေအကုန်လုံးစစ်တဲ့ခါမှာနောက်ခုနပြောသလို passport အစားနှုတ်ကင်ထားတယ်။နောက်ပြီးရင်ကျန်တဲ့မှတ်ပုံတင်တွေရအစားအဲ့ဒါတွေဘယ်ရထွက်လာလဲ။အဲ့ဒါ KNU ကလည်းလုံးလို့မရအောင်တေးကြတယ်။ DGB လည်းလုံးလို့မရအောင် BGI လည်းလုံးလို့မရအောင်အဲ့ဒါတော့တေးကြတယ်။အဲ့တော့အဲ့ဒါတွေလုံးမှာကဘယ်သူလုံးလဲ။အဲ့တော့ဒီအကြမ်းဖက်စစ်တပ်ရဲ့လာဝါကဒါပဲရှိတယ်။အဲ့တော့ဒီလိုအခြေအနေတွေရှိတော့ကြားဖြန့်ကိစ္စတည်လွယ်လွယ်နဲ့တော့เนาะဒီစကန်ကဒီမှာပဲတင်းသွားမဲ့ပုံစံမရှိတာမျိုးတော့တွေ့ရတယ်။ နောက်တစ်ခုကဒီအကြမ်းဖက်စစ်တပ်အနေနဲ့ရတယ်လက်ရှိပါเนาะဒီကရင်ဘက်မှာရှိတဲ့ဒီကြားဖြန့်ဘက်ကိုသူတို့အာယုံအထိက ပို့ပြီးတော့လွှဲထားပြီးတော့တစ်ဖက်ကသူတို့ဒီအတူရောင်ရွေးကောက်ပွဲကိစ္စကိုသွားနေတာဖြစ်တဲ့ခါကျတော့เนาะဒီပြည်တွင်းမှာရှိနေတဲ့ဒီ local တွေမှာเนาะပြန့်နှံ့စွာရောက်နေတဲ့ဒီကြားဖြန့်နေရလဲเนาะအဲ့အရာတွေကလည်းမြို့နယ်တိုင်းတွေမှာနေရာတိုင်းတွေမှာရှိနိုင်တယ်တရားကိုလည်းဟိုစနစ်တကျပေါ့เนาะဒါပြည်သူအချင်းချင်းရပဲเนาะဟိုစီစီယုံယုံနဲ့ကာကွယ်သွားဖို့တတိရှိရှိနဲ့ဒါတုံ့ပြန်ဖို့တော့ဒါကျွန်တော်တို့လိုလိမ့်မယ်လို့ဟိုနားလည်မိပါတယ် ကျွန်တော်သခင်တွေထင်တာမမားနိုင်ဘူးဆိုရင်မကြခင်မာဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ဒါမြန်မာဒီနေဆက်တလျှောက်မှာနော်အခုနဒီအမေရိကန်ရဲ့ဒီ strike force နဲ့ပတ်သက်လို့တော့လကောက်ဒါနိုင်ငံတကာဒီနှိမ်နှင်းနဲ့ အဖွဲ့အစည်းတွေနဲ့တော့လကောင်းဒီလို action တွေလှုပ်လာနိုင်တာမျိုးရှိတယ်အဲ့ဒီနဲ့ဆက်ဆက်ပြီးတော့ဒီကြားဖြတ်တဲ့ခုဒီ KNU ရဲ့ဒီမင်းလက်ပံမှာတွေ့ရှိထားတဲ့เนาะအချက်လက်တွေရဲ့ဒီနောက်ဆက်တွဲပေါ့เนาะစီးစင်းတဲ့လမ်းကြောင်းတွေရဲ့နောက်ဆက်တွဲအဲ့လိုပဲဒီခုန KK ဘက်ကတော့ခုကလက်စာပျောက်သွားပြီပေါ့เนาะအဲ့တော့ရွှေကုတ်ကိုတို့ဘာလို့မှထပ်ပြီးတော့ဒီကနေပြီးတော့စို့ရီလိုက်မယ်ဆိုလို့ရှိရင်အကျန်းဖက်စစ်တပ်ရဲ့ဒီအတွင်းစီးတဲ့အထိဘလောက်ထိပေါ့เนาะဒီဟာတွေကဟိုပြတ်နှံ့ပြီးတော့စိတ်ဝင်နေလဲဆိုတာကတော့ကျွန်တော်တို့စိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်တယ် နောက်ဆုံးတကယ့်မြန်မာနိုင်ငံရဲ့အကြီးဆုံးကြားဖြန့်ဂိုင်းကပြောပါဆိုရင်တော့ဒါမင်းအွန်လိုင်းဥဆောင်တဲ့အကြမ်းဖက်စစ်တပ်ကတော့အဲ့ဒါတကယ့်အကြီးဆုံးကြားဖြန့်ဂိုင်းကြီးပဲဖြစ်လာလိမ့်မယ်လို့တော့ပြောချင်ပါတယ်။အဲ့တော့ဒီနေ့အတွက်ကျွန်တော်တို့ဒီကြားဖြန့်နဲ့ပတ်သက်တဲ့ဒီသတင်းတွေလက်ရှိဖြစ်ပေါ်နေတဲ့ပေါ့နော်ဒီအရှုပ်ထွေးပြဿနာတွေကတော့တော့ဒီမှာပဲကျွန်တော်ဒီတုံ့တက်မှုကိုအဆုံးသတ်ချင်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပေးခဲ့ကြပါပြီးတော့ဇီဝလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်လေးဆုတောင်းပေးပါတယ်။